ကလေးတွေရဲ့အရေးများမှာဒီလိုအနီးပြင်အဖုလေးတွေပေါက်တာမျိုးခဏခဏကြုံမှုကြမှာပါဒါကိုမိပေါက်တယ်လို့ခေါ်ကြပါတယ်ဒီလိုမျိုးမဲဖုလေးတွေထွက်တယ်ဆိုလို့ရှိရင်ကလေးတွေအတွက်အရန်ကြီးရောစိုးရိမ်စရာမရှိပေမဲ့အနှောက်ရှက်တော့ဖြစ်နေနိုင်ပါတယ်ဒီနေ့မှာတော့ကလေးတွေမိပေါက်လို့ရှိရင်မလုပ်ရမလဲဘယ်လိုမျိုးကောက်ွယ်အဲကုစားရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော် အားလုံးပဲမင်္ဂလာပါ။ကျမကတော့ကလေးတက္ကသိုလ်ဆရာဝန်ဒေါက်တာလင်ဖြစ်ပါတယ်။ကလေးကျမ၏ဗီဒီယိုတွေကိုဒီ Happy Kids Page ကနေပြီးတော့မှမျှဝေပေးပြရရှိပါတယ်။မိတ်ဆိုတာကဒီအရေးပြားပေါ်မှာရှိရဲချွေးပေါက်လေးတွေကပိတ်ဆို့သွားပြီးတော့ဒီချွေးထွက်မကောင်းတဲ့အခါမှာဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့အနေဘူးသေးသေးလေးတွေပဲဖြစ်ပါတယ်။ အဓိကအကြောင်းရင်းကကြတော့ဒီအပူအိုက်ဆွဆွပြီးရောစူထိုင်းစာများတဲ့အတွက်ကြောင့်မလို့အဓိကဖြစ်ပါတယ်ပြီးရောကလေးတွေရဲ့ဒီချွေးထုတ်တဲ့ဂလန်းကဆိုလို့ရှိရင်လူကြီးရဲ့ထက်ကိုသေးငယ်ပြီးရောပူဒံကိုကောင်းကောင်းမခံနိုင်သေးပါဘူးအဲဒါကြောင့်မို့ကလေးတွေကဆိုလို့ရှိရင်သူတို့ရဲ့အင်ဂျီတွေပေါ့နော်တူတူတထဲကြက်ကြက်ကြီးတွေဝှစ်စင်ဒါမျိုးကြောင့်ဖြစ်နိုင်သလိုပြီးပြီးရောချွေးအထွက်အញ្ញမ်းများလွန်းလာကြောက်လည်းဖြစ်နိုင်ပါတယ် မိပေါလို့ရှိရင်အိမ်လွင်ကုထုံးအနေနဲ့ဘာတွေလုပ်ပေးရမလဲဆိုလို့ရှိရင်ဒီ အိမ်ပေါ့နော်ကလေးနေတဲ့နေရာကိုအဲ့ဒီအေးများ၆သွေးအောင်ထားမယ်လေဝင်လေထွက်ကောင်းအောင်လုပ်မယ်လိုအပ်လို့ရှိရင်အဲကွန်းတွေပါတယ်ဖြန့်ထားလို့ရပါတယ်ပြီးရဲ့ခါကျတော့အဲကလေးတွေပေါ့နော်ရေအေးနဲ့ရေချိုးပေးအောင်မျိုးလုပ်ပေးမယ်ရေချိုးပြီးရင်လည်းဒီတိုင်းအဲ့ဒီအဝတ်တို့တာဝါတို့တပတ်တို့နဲ့အဲပုတ်တိုက်တာမျိုးမလုပ်ပဲနဲ့စုပါနဲ့သူသဘာဝအတိုင်း၆သွေးအောင်ဒီတလက်ခံပေးတာမျိုးအလုပ်တာကပိုပြီးတော့ကောင်းပါတယ်နောက်တစ်ခါကျတော့အဲ့ဒီမိဖူပေါက်တဲ့နေရာမှာအဲ့ဒီဆယ်မိနစ် 15မိနစ်လောက်ပေါ့နော်အရေးအေးဝတ်ကပ်ပေးတာမျိုးအဲ့ဒီရေတန်းတန်းတဲ့ကိုအဝတ်တန်တန်ထည့်ပြီးရောရေအေးဝတ်နဲ့ကပ်ပေးတာမျိုးလုပ်ပြီးလို့ရပါတယ်။နောက်တစ်ခါကျတော့အဲ့ဒီပော့ပါချောင်ချီတဲ့အချီသားလိုအင်ဂျီတွေမျိုးကိုခလေးတွေကိုရွေးချယ်ပြီးရောဝတ်ဆင်ပေးတဲ့။အဲပြီးရခါကျတော့အရန်ရှားလို့ရှိရင်တော့အဲ့ဒီကလမင်းလိုရှင်းလိုဟာမျိုးကိုလိမ့်ပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီစတီရိုက်ပါတဲ့ဒိန်းစေးတွေကိုကျတော့ဆရာဝန်ညွှန်ကြားချက်ပါမှသာလိမ့်သင့်ပါတယ်။ နောက်တစ်ချက်သတိထားရမှာကဒီပျောက်စီပါတဲ့ဆေးတွေပြီးတော့ခရင်ထူထူကြီးတွေပေါ့နော်ထူထူကြီးပြီးတော့ပေါင်တာတွေဒီလိုဟာမျိုးတွေကိုမိထွက်တဲ့နေရာမှာလိမ်းပေးမယ်ဆိုလို့ရှိရင်ချွေးပေါက်တွေကိုပို့ပြီးတော့ပိတ်စင်နိုင်တဲ့အတွက်ကြောင့်မို့လို့ရှောင်ကျင်ရမယ့်အချက်တွေပဲဖြစ်ပါတယ်ဖဲချိန်မှာဆရာမွန်နဲ့ပြသင့်တယ်ဆိုလို့ရှိရင်အဲပုံမှန်မိကဆိုလို့ရှိရင်နှစ်ရက်ကနေ၃ရက်အတွင်းကိုအဲသူကနေတူပေါ့နော်ပျောက်ကင်းသွားထက်တယ်ဒီခုနပြောကပြောသွားတဲ့နီလန်းလေးတွေကိုလုတ်ပေးမယ်ဆိုလို့ရှိရင်တတသွားကြရတယ်ဒါပေမဲ့ ဘောနော်ဒီလိုမျိုးမိက္ခာဆိုလို့ရှိရင်အဖျားနဲ့တွဲနေမယ်ပြီးရခါကျတော့အဲလိုမျိုးမိပေါက်ပြီးရောဗောနော်ညရဲရှောင်ရမ်းပြီးရောပြည်ဘူးတွေတဲနေမယ်အဲပြီးရတာကြောင့်ကလေးကအရန်ကြည့်ကြနေပြီးရောမှာညဘက်မှာအိတ်မပြောတဲ့အခါမျိုးတွေ၃၄ရက်ကြာတော့မှဒီမိဖုတွေကမတက်တအောင်ဆိုလို့ရှိရင်ဒီလိုမျိုးလက္ခဏာတွေတစ်ခုခုရှိခဲ့မယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့အတွက်အကြံပြုချင်ပါတယ် မဲဖူးဆိုတာကခလေးတိုင်းလူလိုမှကြုံရတဲ့အရေးပြပြဿနာတစ်ခုပဲဖြစ်ပါတယ်။ဒီအေးများ၆သွေးမှုဆိုတာကတော့အအဓိကတော့ချက်ပဲဖြစ်တယ်။ဒီတော့မဲဖူးကခလေးတွေမှာစိုးရင်စရာမရှိဘူးဆိုတာကိုတော့အားလုံးပဲသိကြပြီးထင်ပါတယ်။ဒါပေမဲ့ခုနပြောသွားတဲ့အချက်ကလေးတွေရှိမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့အချက်ချင်းပြသသင့်ပါတယ်။ ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင် like and share လုပ်ပေးဖို့လည်းမေးပါနဲ့။မေးစရာရှိလို့ရှိရင်လည်းဒီ comment မှာရေးထားခဲ့လို့ရပါတယ်။ဒီနေ့ကျမရေးဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ဒီ Happy Kids Page ကိုလည်း follow လုပ်ထားပေးကြပါအောင်နော်။ကလေးများအားလုံးကျမပျော်ရွှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။